ျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ESM PC Electronic Projects Channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီအသုံးပြုလို့မရတော့တဲ့မီးသီးအပြက်ပေါ့နော်ဆိုလာမီးလုံးအပြက်ကနေပြန်လည်အသုံးပြုလို့ရမယ်ဒီပစ္စည်းလေးတွေကိုကျွန်တော်တို့တခုချင်းစီလေ့လာကြည့်မှာဖြစ်ပါတယ်ပြန်လည်အသုံးပြုလို့ရအောင်လေကျွန်တော်နောက်ရက်တွေမှာဆက်လက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်နော် ာဆိုလာအာသွင်းမီးသီးလေးပါဗျာနော်ဒီမီးသီးလေးကကျွန်တော်တို့ဒီမှာအာသွင်းတဲ့အခါမှာအာလုံးဝမလင်းတော့မဝင်တော့ဘူးပေါ့နော် အာမဝင်တော့လို့ကျွန်တော်ကဒီဆိုလာမီးသီးလေးကိုထဲထဲရဟာလေးပစ္စည်းလေးပေါ့နော်တခုရင်းဒီအကုန်လုံးစစ်ကြည့်မယ်ဘယ်အရာလေးတွေအသုံးပြုလို့ရအောင်မလဲဆိုတဲ့အကြောင်းအရာလေးပေါ့ဗျာနော်အသုံးပြုလို့ရတဲ့အကြောင်းအရာလေးတွေကိုသုံးပြီးတော့ဒီ project လေးတွေပေါ့နော်ဆက်လက်ပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်နော် အဲဝါဒနာရှင်နေပေါ့နော်စိတ်ဝင်စားလို့ရှိရင်အဲဆက်လက်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဗျာနော်ဒါကအပေါ်ကဆိုလာပြားလေးပါနော်ဒါကဆိုလာပြားလေးကျူးအဲကျူးတွေကလည်းပြုတ်နေနော်ကျူးလည်းပြုတ်နေပြီသူကမီတော့ထွက်သေးလားမထွက်ဘူးလားတစ်ချက်လောက်ကျွန်တော်မီတာလေးနဲ့တိုက်ကြည့်လိုက်မယ်နော်ဆူလာပြားကတော့ပြက်တော့ပြက်ခဲပါလားနော်ဒီငုတ်ကလေးတွေကတော့နည်းနည်းကျူးရပါပေါ့ဗျာနော် ့ဆိုလာပြားလေးကျွန်တော်ဘိုးတိုင်းကြည့်ပါမယ်เนาะအဲဘိုးကထွက်သေးတယ်ဗျာเนาะဘိုးကထွက်ပါသေးတယ်ဒါအရိတ်ထဲပေါ့เนาะနေရိတ်ထဲတောင်ဘိုးကထွက်သေးရဆိုတော့ဒါဆိုလာပြားလေးကောင်းတယ်ဒါပြန်လဲအသုံးပြုပြီးတော့တခြားဒီ project လေးတွေလုပ်လို့ရတယ်เนาะကဲနောက်တစ်ခါဒီအထဲတဲကเนาะဒါဆိုလာမီဗျာလေးရယ်နောက်ထဲတဲကဆက်ကက်လေးတွေပါလေးတွေပေါ့ဗျာเนาะနောက်ဓာတ်ခဲပေါ့เนาะကဲအဲ့ဒါလေးတွေကျွန်တော်တို့ဆက်ကြည့်အောင်ဗျာเนาะ ဘယ်ဟာတွေကပြက်ပြီးတော့ဘယ်ဟာတွေကိုပြန်သုံးလို့ရမလဲ။ကေတာကအထက်ထဲမှာပါတဲ့ဒါကနော်3.7ဓာတ်ခဲလေးပါဗျာနော်3.7ဖို့တတိယဓာတ်ခဲလေးဖြစ်ပါတယ်။ကေအားလုံးဝမဝင်တော့တာကဘာကြောင့်လဲပေါ့နော်။ပြီးရင်ဒီဓာတ်ခဲလေးရောအားရှိသေးလားကျွန်တော်တစ်ချက်တိုင်းကြည့်ပါအောင်မယ်ဗျာနော်။ အကြအားမဝင်တော့ဘူးဆိုတော့တခဲကလည်းပြက်နိုင်တယ်ကပ်လည်းပြက်တာဖြတ်နိုင်တယ်ပေါ့နော်ဒီမှာတန်းကြည့်လိုက်တော့ဘိုးကလုံးဝမရှိတော့ဘူးနော်တခဲကလုံးဝကိုသာပြက်သွားပြီပေါ့ဗျာနော်ဘိုးလုံးဝကိုမရှိတော့ဘူး0ဘိုးပြရနေပေါ့နော်တုံညဖြတ်သွားပြီပေါ့နော်အကြတခဲလည်းမကောင်းတော့ဘူးပြီးရင်တော့ကောင်းသွားအောင်တော့တစ်ချက်တော့ပြန်စန့်ကြည့်အောင်ပါဗျာနော်ကျွန်တော်စန့်ပြပါမယ်နောက်တစ်ခါကျွန်တော်တို့ဒီကပ်လေးဖြုတ်ဖို့ အပြင်ကသာခလုတ်နှိပ်တဲ့ဟာလေးရင်ဖြုတ်သွားမှာပါဖြုတ်ပြီးရင်ဒီကတ်လေးဆွဲနှုတ်လိုက်ရင်ရပြီဒါကတ်ကလေးပေါ့နော်ဒီကတ်ကလေးကလည်းကတ်ကလေးပြက်ကတ်ကလေးကလည်းပြက်နေပြီပေါ့ဗျာနော်သူကအားမဝင်တော့ဘူးဆိုတော့အကျဒီတဲကကျွန်တော်အသုံးပြုလို့ရမယ်အပိုင်းလေးတွေကိုတစချင်းစီပေါ့နော်တစစီကျွန်တော်အကုန်ဖြတ်လိုက်မယ်ဗျာနော်တစချင်းစီယူပြီးတော့မှဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီအစိပ်အပိုင်းလေးတွေကိုပြန်ပြီးတော့အသုံးပြု သုံးပြုတဲ့နီးလေးတွေเนาะကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာเนาะအကြဒီဆိုလာပြားလေးကိုเนาะဒီငုတ်ကလေးတွေမပြုတ်အောင်ပေါ့เนาะဒါတောင်တစ်ဖက်ကပြုတ်နေเนาะအဲ့ဒါလေးတွေကိုနောက်ပိုင်းမှာတခြားဒီစမ်းသပ်မှုလေးတွေမှာပြန်သုံးလို့ရအောင်လို့ကျွန်တော်ကဒီဆိုလာပြားလေးကိုဝါယာစလေးပေါ့เนาะဒါအနီးတစ်ပင်အနီးတစ်ပင်နဲ့အဖြူတစ်ပင်ပေါ့เนาะအနီးကအပေါင်းပေါ့ဗျာเนาะ ဲ့ဝါယာစာလေးတွေထုတ်ထားလိုက်မှာဖြစ်ပါတယ်အဲ့ဒါမှနောက်ကိုစမ်းသပ်ခြင်းနဲ့เนาะအကြောင်းအရာလေးတွေမှာအလွယ်တကူစမ်းလို့ရအောင်လို့ပေါ့နော်ဒါဆိုလာပြားလေးကျွန်တော်ဝါယာလေးเนาะခက်တုပြီးတော့ဒီမှာပြเนาะအလင်းရောင်ပဲလှည့်လိုက်ရင်ဖောဖို့ကြော်ကြော်ပေါ့နော်အဲ့ဒါဆိုလာပြားကလုံးဝကောင်းပါတယ်လေးဖို့ကြော်ကြော်တော့ထွက်ပါတယ်เนาะအဲ့ကျတော့ဒီဝါယာဂျိုးလေးတွေအလွယ်တကူမပြုတ်အောင်ကျွန်တော်ကော်လေးပေါ့နော်ကော်ချောင်းလေးကော်ချောင်းလေးမီးရှို့ပြီးတော့ဒါဆိုရင်တော့ရေရှည်เนาะ အသုံးပြုလို့ရပါဗောနော်ဟွာကျိုးလေးပြုတ်မထွက်တော့ဘူးဗောနော်ကဲဆိုရင်ဆိုလာပြားကောင်းသွားပြီဗောနော်ဆိုလာပြားလေးကတဝါရကျိုးလေးတက်ပြီးသွားပြီအဲ့ကြတော့ကျွန်တော်ဒီချင်းမိတ်ဆွေတငယ်ချင်းတွေမှာလည်းဒီလိုဆိုလာမီလုံးအပြည့်ကလေးတွေရှိရင်တော့လွှတ်မပြည့်သေးပဲနဲ့အထဲထဲကဝါသနာပိုင်းဗောဗျာနော်ဝါသနာပါလို့ရှိရင်တော့အထဲထဲကဒီပစ္စည်းလေးတွေပြန်ပြီးတော့အသုံးပြုလို့ရပါတယ်လို့နော်စနတာတက်ခဲလေးလည်းဖြုတ်လိုက်ပါပြီပြီးရင်ဒီ ကတ်နဲ့ဆက်ထားတဲ့ဒီမီးပြားလေးလည်းဖြုတ်လိုက်မယ်နော်မီးပြားလေးကလည်းတခြားသလိုအသုံးပြုလို့ရတဲ့နီးလေးတွေရှိပါတယ်ကျွန်တော်ဆက်ပြီးတော့မျှဝေပေးသွားမှာနော်ဒါဆိုလာပြားတတ်တတ်ဖြုတ်လိုက်ပြီဒါ LED မီးပြားလေးလည်းဖြုတ်လိုက်ပြီပေါ့ကြောနော်အဲ့ကျတော့ကျွန်တော်ဒီဆိုလာပြားလေးနဲ့ဒီ LED မီးပြားလေးကိုဓာတ်ရိုက် ချိတ်ပြီးတော့ကျွန်တော်စန့်ကြည့်အောင်ပါဗျာနော်မီးသီးလေးကောင်းမကောင်းပေါ့ဗျာနော်အဲနေရောင်ဘက် ဆိုလာပြားကိုနေအောင်ပဲလှည့်ရင်တော့နည်းနည်းတော့လင်းအများကြီးတော့မလင်းဘူးနော်ဒီမှာအဲနည်းနည်းတော့လင်းတယ်နေအောင်လဲတော့မဟုတ်ဘူးပေါ့ဗျာနော်အလင်းအောင်ရှိတဲ့ပဲနေအောင်လဲဆိုရင်တော့ဒါလည်းပိုလင်းမှာပေါ့ကျဆိုလာပြားလေးကိုကျွန်တော်တခြားတက်ခဲလေးနဲ့စမ်းကြည့်ပါမယ်နော်တခြားတက်တက်ခဲအစ်အဲဒါဆိုရင်ဆိုအမီးဟိုဘော LED မီးပြားလည်းကောင်းပါတယ်နော်လုံးဝကောင်းတယ်အပြန်သုံးလို့ရတယ်ဗျာနော် LED မီးပြားလည်းသုံးလို့ရမယ်ဆိုလာပြားလည်းသုံးလို့ရမယ် နောက်တစ်ခြားနောက်တစ်ခါဒီကတ်မှာပါတဲ့ပေါ့နော်ဒါကကျွန်တော်တို့ဒါအာသွင်း ပေါက်ပေါ့နော်ဖီမေးချက်ကလေးပေါ့နော်ဖီမေးချက်ကလေးကလည်းတခြားလူအပ်တဲ့နေရာမှာအသုံးပြုလို့ရတယ်ပြီးရင်ဒီဝါယာဂျိုးလေးတွေလည်းပြန်သုံးလို့ရအောင်ကျွန်တော်ကတော့ဒီကတ်အခွန်မဲ့ခြံထားခဲ့မှာကြမ်းနဲ့ຢာလေးအလုံးဖြုတ်မယ်ပြန်သုံးလို့ရတာဟုသမ ्या အလုံးပြန်သုံးမယ်ပေါ့နော် နောက်ပါလေးကြံသေးလဲဆိုဒီမှာခလုတ်ကလေးเนาะဒီခလုတ်ကလေးကလည်းတခြားကိုစမ်းသပ်ချင်တဲ့ project လေးတွေစမ်းနေရင်ခလုတ်ကလေးကလည်းလိုအပ်တယ်အဲဒါကြောင့်မို့ကျွန်တော်ခလုတ်လေးလည်းဖြုတ်ယူလိုက်မှာเนาะဒါဆိုဒီကမှာဘာမှမကြံတော့ဘူးပေါ့เนาะတခြားဒီဖြုတ်လို့မရတော့တဲ့ဒီ resistor လေးတွေ IC လေးတွေတော့ကြာမှာအဲဒါတွေကတော့ပြန်လဲအသုံးပြုလို့လည်းအဆင်မပြေဘူးเนาะအကြခလုတ်လေးလည်းရသွားပြီเนาะအဲ့ဆိုရင်ဒါမီလုံးအပြက်ကနေကျွန်တော်တို့ သုံးပြုလို့ရတဲ့ဟာလေးတွေတော်တော်များများရတယ်။အကြတော့ဒီ DC check ကလေးကိုကျွန်တော်တို့ပြန်သုံးတဲ့အခါမှာအပေါင်းနှုတ်အဆင်ပြေအောင်ကျွန်တော်တစ်ခါတည်းစမ်းပေးလိုက်ပါမယ်နော်။ဒါမီးလုံးကပါတဲ့နော်။အသွင်ပေါက်ခေါ်မှာပေါ့နော်။ DC female check ကလေးပါနော်။သူကအပြင်ကအပြင်ငုတ်တိုင်းအပြင်ကဟာကနှုတ်အလဲကဟာလေးကအပေါင်းပေါ့နော်။အလဲကငုတ်ကလေးကအပေါင်းဖြစ်ပါတယ်ဒီမှာနော်ကျွန်တော်တို့ ဖုန်း adapter လေးနဲ့စမ်းကြည့်ရတယ်မှာ5.2ပေါ့နော်ကဲဆိုရင် DC jack လေးလည်းသုံးလို့ရမယ် solar ပြားလည်းပြန်သုံးလို့ရမယ်မီးပြားလည်းသုံးလို့ရမယ်ခလုတ်ကလေးလည်းသုံးပြုလို့ရမယ် wire ဂျိုးလေးတွေဆိုတော့အဲဆိုရင်တော်တော်များများအသုံးပြုလို့ရတယ်ခုနကဒီ IC cut ကလေးတစ်ခုပဲအသုံးပြုလို့မရမှာပေါ့နော်ကြက်တက်ခဲလေးကိုလည်းကျွန်တော်ပြန်ရအောင်ခုလိုနော်ဒီ screw driver ပေါ့နော် screw driver လေးနဲ့ဒီတက်ခဲရဲ့အပေါင်းဘက်ကိုအပေါ်ကိုလည်းနည်းနည်း ကော်မယ်အောက်ကလည်းနည်းနည်းလေးနှိပ်ပေးမယ်ပေါ့နော်အတော်လောက်ပေါ့ဗျာနော်အရန်ကြီးလည်းမလောက်အောင်ဒီမှာ3နေရာပါတယ်နော်တခဲရဲ့အပေါင်းဘက်က3နေရာကိုကျွန်တော်တို့စကရူဒရိုင်ဘာလေးနဲ့ဟောဒီမှာရပြီနော်ဘူလေးတက်လာပြီဗျာနော်ဒီမှာဘူလေးကကျွန်တော်တို့1တသမ8ဘူလောက်ထိတက်လာတယ်အဲဒါဆိုရင်ဒါတခဲလေးလည်းပြန်ကောင်းသွားပြီပြန်လည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာနော်ကဲအဲဆိုရင်ဒါ ဒီတက်ခဲလေးကိုခုနကကျွန်တော်တို့ DC feedback ကလေးနဲ့ခဏလေးအားသွင်းမယ်နော်သူကဒီ auto cut out တွေပါလေလဲမပါတော့ဘူးဓာတ်ရိုက်သွင်းမှာဖြစ်တဲ့အတွက်အကြာကြီးသွင်းလို့တော့မရပါဘူးနော်အကြာကြီးသွင်းရင်ကျွန်တော်တို့ဒီဝါဂျိုလေးတွေလောင်တာတို့ပါလို့ဖြတ်သွားမှာဆိုလို့ဒါအပေါင်းနှုတ်မှအောင်တတ်ပါမယ်ခဲတိုးလိုက်တာပါဗျာနော်ခဲတိုးလိုက်တယ်ခဲတိုးပြီးရင်ဒါခုနက DC feedback ကိုဒါအားသွင်းကောင်းလေးနဲ့တတ်လိုက်ပြီး ခုအသွင်းနေတဲ့အချိန်မှာကျွန်တော်ဗိုလ်လေးတစ်ချက်တန်းကြည့်နေမှာ3 point 3ဒါအသွင်းနေပါပြီဗျာနော်ကခဏလေးစောင့်ကြည့်အောင်ဗျာနော်ကျွန်တော်7မိနစ်15မိနစ်လောက်အသွင်းလိုက်ပါမယ်နော်ကဲခဏလေးပဲနော်15မိနစ်လောက်အသွင်းနေအသွင်းပြီးရင်ပြန်ဖြုတ်မယ်ဒါခုနကတော့ DC ဒါ female check ကလေးနဲ့ပေါ့နော်ခဏလေးအသွင်းတာနော် auto cut out တွေဘာလို့မပါတဲ့အတွက်အကြာကြီးအသွင်းလို့မရပါဘူးနော် ဒီဖုန်း adapter လေးလည်းပြတ်သွားမှာဆိုလို့ပါเนาะခဏလေးစောင့်ပြီးတော့တွန်းရမှာဖြစ်ပါတယ်အဲ့ဆိုဒီတခဲလေးအားဘယ်လောက်ရှိသွားရလဲဆိုကြည့်မှာကြည့်เนาะ4.08เนาะ၄ဖို့နော်အသက်အသက်လို့အသက်နီးပါးပြန်ဖြတ်သွားပြီရဲ့เนาะကဲဆိုရင်ကျွန်တော်မီယာလေးနဲ့စမ်းပြမယ်ဟာလုံးဝကိုထိန်လင်းသွားပြီရဲ့เนาะ ဲလုံးဝအဲ့ဆိုရင်ဒီ LED မီလုံးအပြည့်ထဲကပစ္စည်းတွေဒီအားလုံးပြန်လဲအသုံးပြုလို့ရပါတယ် IC ကတ်ကလေးကလွဲပြီးတော့အကုန်လုံးပြန်သုံးလို့ရတယ်ဗျာနော်ကဲအဲ့ဆိုရင်ကျွန်တော်ချက်မိတ်ဆွေတင်ငယ်ချင်းနေနောက်ရက်တွေမှာဒီပစ္စည်းလေးသုံးပြီးတော့ကျွန်တော် project လေးတွေလုပ်ပြပါမယ်နော်ကဲစောင့်မျှော်ပြီးတော့ကြီးစုအားပေးလို့ရပါတယ်အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ